တို့ညာ channel ကိုလာရောက်အားဖြည့်ပေးကြတဲ့ clicker ပေါင်းတဲ့တော်လန်ပြည်သူပေါင်းမင်္ဂလာပါဗျာအခုကျွန်တော်တင်ဆက်ပေးမှာကတော့ Ilya Arenbet ရေးသားတဲ့ The Fall of Berisa ကိုဆရာမြတ်တန်းပြဘာသာပြန်ဆိုရတဲ့ Paris ကြဆုံးကန်းစာအုပ်တတိယအတွဲအခန်း89ဖြစ်ပါတယ်။ကဲစလိုက်အောင်တက်စာသည်ဆိုဖာပေါ်သို့ခြေပြက်လက်ပြက်ထိုင်ချလိုက်သည် ရင်ကောင်းလေးကသူ့ကိုနားမပေးကြနှကောင်းနှစ်ဖူးနားစတာကိုဂလိထိုးကြသည်မလှုပ်မရှားနိုင်အိပ်ပြက်လိုက်ခြင်းသည်တို့ရရင်အေးရွေလည်းမပြော မိနစ်တိုင်းသည်စိတ်ပင်ပန်းစရာကောင်းနေသည့်အချိန်ဒဲခန္ဓာရကြီးနှင့်တူနေသည်တို့ရရင်တရံရောအခါတုန်းကမူအချိန်လေးကုန်သွားသည်မှမြန်လိုက်လေချင်းအတောင်ပေါက်၍ပြန်သွားလေသလိုဟုပင်ထင်ရသည်ဒင်းနစ်အကြောင်းကိုတွေး၍စိတ်ပူရသည်သူသမီးဒင်းနစ်သည်မြည်သည့်အရက်သို့ရောက်နေလေပြီနီဂျာမန်တို့လက်ထဲတွင်ရောက်နေလေပြီလောသူမြန်ငယ်ကလေးပေါလက်သည်လဲယခုလောက်ဆိုလျင်သေးလောက်ပြီသောမော်လျင်သူ့ကိုရှာဖွေကသူ့စီလိုက်လာမိမှမဟုတ်ချဝင်းကြီးတယောက်ကိုရှာဖို့ကိစ္စသည်ဘာမှမခက် လမ်းမကြီးများတွင်စစ်ပြေးဒုက္ခတဲ့လောင်းနေနေပြည့်နေသည်ဟုပြောကြသည် သူသားကြီးလူဆန်းသည်လည်းရှိတော့မည်ဟုမထင်လူဆန်းဆိုသည်ကောင်ကညံနေနေတေလျင်ဒီလိုကောင်မျိုးတွေကရှေးဆောင်ကယခုဘာဖြစ်အောင်မြင်နီလာဘဲကတပြုံးပြုံးမကွေးကဘော်ဒိုးဝိုင်ရဲ့အကြောင်းလောက်ကိုသာသိသူဗရီဂျူးကမူဒါရီပြီးတော့မှာပါဗျာခဏပါဆိုပြီးခတ်တုတ်ပြောတတ်သည်တို့ရရင်မျောလင်းချက်အလင်းရောင်ကိုရေးရေးမြမမြင်ရသည်ဂျာမန်တို့ကရှေ့သို့ဆက်တက်ကဘရက်စ်ကိုတိမ့်မိပြီလိုင်းယုံကိုတိမ့်မိပြီ ဘော်ဒိုးနှင့်မနီမွေးဖြစ်သည့်လာရိုရှေးကိုသိမ်းမိပြီစစ်ပြင်းရဲ့ကမ်းလှမ်းချက်ကိုယူဆောင်သွားကြသည့်တန်တမန်များလည်းပြီးကနေအတူထွက်သွားကြပြီတို့ရရင်ဂျာမန်တို့ကညီတို့အကြောင်းပြန်မြေကိုညီသူများအတက်မပြောနိုင်တမင်သက်သက်အချိန်ဆွဲနေပြီလောတိုင်းပြည်တွင်စုပွက်ကုန်ပြီမာစီယာကွန်မြူနယ်များကမူလမ်းမတွင်အော်ဟစ်ကုန်ပြီဟုပိုမားတွေကပြောပြသည်ဘော်ဒိုးမြို့ကလူတွေစိတ်ဓာတ်ကလည်းယုံမုန်းစရာပဲသူ့ကိုဆဲရိတ်လိုက်သည့်တင်မောချင်းအလုပ်သမားကိုတရီးရပြီးတပ်ပြင်းကြီးကိုချလိုက်မိသည် ီတဲတွင်ဒီကောကလည်းအစိုးရမိန်ကိုမနာခံရန်သူလက်သူမကြအောင် လေရင်တွေစစ်ပစ္စည်းတွေကိုဖျက်ဆီးပြရမည်ဟုတောင်းဆိုနေသည်ဝိုက်ဆိုသည်လူဟာအလကားလူတို့ရရင်စစ်ပစ္စည်းတွေလေရင်တွေ ရန်သူလက်သူအကောင်းပကတိအံ့ရမည်ဆိုသည်သူစကားမူအမှန်သားမအံ့နိုင်ရင်ဂျာမန်တို့ကသူတို့ကိုရန်ရှာတော့မည်ရီဂယ်အမတ်တချို့ကလည်းအစိုးရအဖွဲ့ကိုအာဖရိကတိုက်သို့ပြောင်းရွှေ့ရန်အကြံပေးနေကြသည်သူတို့ကြံရလည်းတိတ်မဆိုးလားသူ့ဖို့ဆိုရင်မဆလာတင်မောကြီးပေါ်ရင်နေရာကောင်းကောင်းပေးမည်မဟုတ်ချာ သူတို့ပြောသည့်အတိုင်းအာဖရိကတိုက်သူလိုက်မည်ဆဲဆဲဘရီဂျူကဒီကောင်တွေထွက်ပြေးရင်ထွက်ပြေးကြည်စမ်းနေရန်ကပ်ပြီးတော့တနက်နဲ့ပြတ်တတ်မယ်ဆိုပြီးကျင်းသည်တဆာကဟုတ်တာဗောဒီလိုအချိန်မျိုးမှာတိုင်းပြည်ကိုဒီတိုင်းပြစ်ထားခဲ့ရတော့မှာလားဆိုပြီးအတက်တရော်ခက်သွတ်သွတ်ပြောလိုက်သည်တယ်လီဖုန်းခေါင်းလောင်းတန်ညှိလာသည်ဝင်ကြီးဖွဲ့အစည်းအဝေးသို့တက်ရန်တဆာကိုခေါ်ခြင်းဖြစ်သည်နှာခေါင်းမှာတခွိခွိလုံနေသည့်လီဘရွန်ကိုမြင်လိုက်သည်နှင့်သတင်းစိုးကြားရတော့မည်ဟုတဆာသိလိုက်ပြီဂျာမန်တို့နှင့်တွားရီဆွေးနေသည့်ဗိုလ်ချုပ်ပီကာထံမှာကျင်းနံရောက်လာသည်ဖြင့် ဝန်ကြီးအဖွဲ့အစည်းအဝေးခေါ်ရခြင်းဖြစ်သည်ဘရီဂျူဟာအတုဝတရားစာဖတ်တံမျိုးဖြင့်ဂျာမန်တို့၏စီကံချက်များကိုဖတ်ပြသည်တောင်းဆိုချက်တွေကလုံလုံလာကြည်လားဗျရှက်စရာကောင်းလိုက်တာဗျဆိုပြီးတက်စာအော်သည်ဘရီဂျူဟာသူ့မျက်နှာထားတင်းတင်းဖြင့်စိုက်ကြည့်လိုက်ပြီးကိုကရှုံးနေတယ်ဆိုတာလည်းသတိရအောင်ပါဗောဗျဆိုပြီးအော်ပြောသည်ဒါတော့ဟုတ်ပါတယ်လေကျွန်တော်တူဦးတဲ့သဘောနဲ့ပြောရမယ်ဆိုရင်တော့လက်မှတ်ထိုးဖို့ဘက်ကပါမမော့နဲ့အတန်လွင့်ွက်ရှည်ရင်ရက်ပြီးလက်ချောင်းကိုချွဲရှင်းသည် ရခိုင်ကဲ့သို့ဇောင်းကြကြအတန်မျိုးဖြင့်တိုင်းပြည်သို့အတန်လွှင့်သည်ကျုပ်တို့အနေနဲ့ဘာမှအားငယ်စရာမလိုဘူးကျုပ်တို့ကိုယ်စားလှယ်တွေလက်မှတ်ထိုးခဲ့တဲ့စစ်ပြင်းကြီးရဲ့စစ်ကတ်ချက်များဟာရုတ်တရက်ကြည့်ရင်ပြင်းထန်တယ်လို့ထင်ကောင်းထင်ကြတယ်ဒါပေမဲ့ဒါရှက်စရာမဟုတ်ဘူးဂုံတိုက်ခါရှိတဲ့စီကံချက်များသာဖြစ်တယ်ဒီစီကံချက်တွေကိုအကောင့်ထဲပေါ်သွားနိုင်အောင်လို့အသက်ပေးပြီးတော့လှုပ်သွားမယ်ဆိုပြီးပြောသည်တို့ရရင် အတန်လွှင့်ပြီးနောက်တွင်မူဘီလက်ရည်တစ်ခွက်ကိုတောက်လိုက်ပြီးမောပန့်လျက်ရှိသောအတန်ဖြင့်တခုတော့ရှိတယ်ဗျာ ဒီစီကံချက်တွေကိုတိုင်းပြည်ကိုထုတ်ပြန်ကြညာလို့တော့ဖြစ်သေးဦးထင်တယ်။တက်တွေလက်နက်ချပြီးတည်တီတော့မထုတ်ပြန်သေးပဲနဲ့စိုင်းထားစီကြနေ။ခုနေသွားပြီးတော့ထုတ်ပြန်လိုက်ရင်မီးနဲ့ကစားတာနဲ့တူတူပဲဗျ။တက်ထဲမှာမီးခဲတွေရရှိနေတော့မခံချင်လို့တို့ကထပြီးတော့စော်နေကျွန်တော်တို့ကဒုက္ခရောက်ကုန်မှာ။ဆိုပြီး bridge ကိုပြောသည်။ဗကြုတ်ပီကသည်ဘော်တို့သူပြန်ရောက်လာသည်။တက်စသည်သူ့ကိုချက်ချင်းတွတ်တွေ့သည်။အကျိုးအကြောင်းလည်းသိကျင်လာပြီ။ဘလို့နေတယ်လဲဗျ။ကျွန်တော်ဆိုလိုတာကတို့ဆက်ဆံပုံပြောတာပါ။အလော30မေးမိသည်။ ကြုတ်ပီကမှုံမှန်း၍ဟာလာဟင်းလင်းဖြစ်လျက်ရှိသည့်မျက်လုံးကြီးများဖြင့်ကြည့်လိုက်ရင်ကျွန်တော်တော့ကို့ယူနီဖောင်းကိုရှက်လုံးလို့ဗျာဒါပဲလားအသေးစိတ်ကလေးတွေရောအသေးစိတ်လားပြောမယ်လေစပွဲပေါ်မှာရေချိုင်တစ်လုံးတင်လို့ဗျမေအိုးတင်ကုန်တဲ့ကလောင်နံတွေလည်းရှိတယ်စစ်ဘိုတယောက်ကကျွန်တော်နာကိုရောက်လာပြီးတော့ကျွန်တော်တို့ကခမားတို့သဘောထားကြည့်ကြည့်နဲ့ကြိုးစုံနေတာပါတဲ့မဟုတ်ဘူးလားတဲ့ပြီးတော့ရေချိုင်ကိုလက်ညှိုးထိုးပြတယ်သူ့လူတွေဘက်ကလည်းလှည့်ပြီးတော့ ဒီဘိုချုပ်ကတော့ပထမကွာစင်မှာပြင်သစ်ကိုစလဲဖြစ်လက်မှတ်ထိုးခဲ့တဲ့မာရှယ်ဖော့လိုလူမဟုတ်ပါဘူးတဲ့။နေစမှာအောင်ဗျ။သူ့ပုံမှန်ဘယ်လိုလဲ။ကောင်းကောင်းမမော်ဆက်ဆံရဲ့လား။လူကတော့ရုပ်ရှင်မင်းသားကြိုက်ပဲဗျ။အရေးကြီးရတဲ့မိကုံးတွေပါရည်လဲခြွေတော့ဗျာ။အတန်ကတော့ကွဲတက်တဲ့ရဲ့။နှခင်ပေါ်မှာရဲရင်အောက်ကမျက်ပင်တွေခြေထောက်နဲ့နင်းနေနေတယ်။တဘောကတော့ပြင်သစ်ကြီးရဲ့မြေကြီးကိုကျုပ်ချိန်နဲ့နင်းကျစ်မဲဗျာဆိုတဲ့တဘောပေါ့ဗျာ။ဒါပါပဲ။ကြံတဲ့စီကန်းချက်တွေကိုတော့မပြောပြစေနဲ့တော့ဗျာ။ခင်ဗျားတို့ပြန်ပြောဖို့မဆိုရနဲ့။ကိုယ့်ကိုယ်တော်မှပဲပြန်ပြောချင်ဘူး။ ရှက်လုံးလို့ရှက်စရာကောင်းလုံးလို့ပါဗျာနောက်၃ရက်ကြာသွားသည်တက်ဆသည်၃ရက်လုံးလို့အလုပ်များနေသည်ဘာကိုမှစဉ်းစားချိန်မရအလုပ်တွေကိုကြီးဖိလုံနေရသည်သတင်းစာတိုက်များနဲ့တွေ့ရသည်ပလိတ်အဖွဲကိုစစ်ဆေးရမည်စစ်ရိတ်ခါကိုတော်များကိုဂျာမန်တို့လည်းအဲ့ရန်အတွက်စစ်ဆေးရသည်စပိန်တန်မကြီးနဲ့တွေ့ပြီးစကားပြောရသည်ဝင်ကြီးအဖွဲတစ်ကိုပြန်ဖွဲ့ရသည်နောက်ထပ်ဝင်ကြီးတစ်နှစ်ဦးပါလာသည်စစ်ပြင်းကြီးကိုစလဲများသည်အီတလီပြည်ရောမမြို့ကိုထပ်သွားကြပြန်သည် နောက်ဆုံးရလက်ကိုလူတိုင်းကစောင့်မျှော်နေကြသည်ဂျာမန်များကမူမြို့များကိုဘုံကျဲနေစေကျွန်တော်တို့ဘသူ့ကိုမှမယုံတော့ဘူးဗျစောင့်သားကြည့်ပါဂျာမန်တွေဘော်တို့ကိုရောက်လာကြမှာဂျူလီယောကညည်းသည်နောက်ဆုံးတွင်စစ်ပညာရေးစည်းကမ်းကိုတရားဝင်ထုတ်ပြန်ကြေညာလိုက်သည်ဗရီဂျူကပြင်းထန်အမျိုးသားတို့ဤကြေကွဲပွဲနေတနေ့တတ်မှတ်ရအကြံပေးသည်တဆာကရည်လိုက်ရင်ခမရကတော့လှုပ်ပြီးအေးရှင်ရဖျားရှိခိုးဖို့ပဲအမွှေးတိုင်တန်းကိုတော်တော်ကြိုက်နေထင်တယ်ဆိုပြီးနောက်သည်စစ်ပညာရေးစုတောင်းပွဲကိုဖျားရှိခိုးကြောင်းတွင်ကျင်းပသည် ထိုစုတောင်းပွဲကိုမရှယ်ပေတိန်နှင့်ဝင်ကြီးများအားလုံးတက်ရောက်ကြသည်တက်ဆာကအထုပါသွားသလိုလဲတွင်လဲစည်းအနက်ကိုစီးထားသည်ဖျားရှိခိုးကြောင့်အနည်းတွင်ရှိသည့်လူတစ်တိုက်ကမရှယ်ပေတိန်တတ်တော်ရာကျော်ရှိပါစေဟုဩကြသည်တက်ဆာသည်စိတ်တိုသွားသည်ဂျာမန်အဖွဲ့ပီးသည့်ဝင်ကြီးအဖွဲ့တွင်ဝင်ကြီးချုပ်ဖြစ်ရန်မျှော်မှန်းခဲ့သည်ယခုပေတိန်တို့လူတိုက်ကပေတိန်ကိုဝင်ကြီးချုပ်လုပ်ရန်လမ်းကြောင်းပေးနေပြီစုတောင်းစဉ်တစ်ချိန်လုံးညှိငွေ့စွာဖြင့်ရက်နေရသည်မိုက်မဲ၍မရေရာသည့်အတွေးများသည်သူ့ကောင်းတဲ့သူဝင်လာကြသည် သူ့မြန်ငယ်ပေါ်လက်မသေးသေးပဲနောက်တစ်ယောက်နှစ်များတွဲခုံနေပြီလို့ဂျာမန်အဖွဲ့သည်ဝင်ကြီးအဖွဲ့တွေမပါသဖြင့်ဘီလာသည်ဝမ်းသာနေလိမ့်မည်ကျောက်တို့မှာဘာမဲကွမ်းမှမရှိဘူးဗျဂျာမန်နဲ့လက်မှတ်ထိုးတဲ့အထဲမှာကျောက်မပါဘူးဆိုပြီးနောက်တနေ့တွင်ကြွားနေလိမ့်မည်ရက်နေငယ်ကြလျင်တရရာရာတို့ရွှေ့အောင်မည်ညီမြရည်စရာကောင်းသနည်းညီမြစိတ်ပြတ်ဖွယ်လဲကောင်းလိုက်ပါသနည်းဟစ်တလာဆိုသည့်လူကလည်းချာလီချပ်ပလင်လိုမုတ်စိတ်တိုးနှံ့နှံ့ကလေးနဲ့ဖျားရှိခိုးကြောင်ကလည်းပူလောင်အိုက်ဆက်လိုက်ပါပြီဖျားရှိခိုးကြောင်မှာထွက်လာသည့်အခါတွင် သူ့အနာသို့အသက်ခတ်ကြီးကြီးအဖိုးကြီးတယောက်ကတ်လာသည်ကြက်သီးပေါက်တစ်ခုတွင်ဖဲပြကြိုးတစ်ချောင်းကိုချိတ်လျက်ကျွန်တော်ဘာများလှုပ်ပေးနိုင်ပါသလဲဦးလေးခင်ဗျာတဆာကရင်ကျေးစွာမေးလိုက်သည်တတနာနာဝစ်စင်နာသည့်အဖိုးကြီးသည်ပါဇက်မှတခေါမှမဖြစ်တဆာဤဘာဟုသာဖြောင်းကနေတစ်ချက်ရိုက်လိုက်သည်တဆာကဘာဟုလက်ဖြင့်ပုတ်ရင်ခင်ဗျဘာစော်ကားတာလဲဆိုပြီးអော်လိုက်သည်တို့လူကြီးကနတ်မောင်ကြီးဒေါသထွက်နေသည့်မျက်လုံးများဖြင့်စိုက်ကြည့်လိုက်ပြီးငါမှတားနှစ်ယောက်တေခဲ့ရပြီနောက်ထပ်ပြောချင်မရတော့ ပလိတ်များကဆွဲခေါ်သွားကြသည်သူနာတွင်လူတွေအုံလာသည်ပလိတ်တွေကအဖိုးကြီးကိုရိုက်သွားလိုက်တာဗျာတလန်းလုံးပဲဆိုပြီးတယောက်ကပြောသည်တဆာကားပေါ်သို့ခတ်တုတ်တုတ်ခုန်တက်လိုက်သည်ဂျိုလီယာရောက်လာကအော်ကြီးဟစ်ကျင်နေလာပြောနေသည့်တိုင်တဆာတုံလှုပ်ချောက်ချားနေစေဝင်းကြီးဒီတစ်ခါလဲကျွန်တော်တို့လိမ့်ပြန်ပြီဗောဟုတ်လားဘော်တို့ကိုမသိဘူးဆိုဗမာဟုတ်လို့လေခုပဲဘော်တို့ကိုသိမ်းကြတော့မယ်ဗျစာချုပ်တိုင်းဘော်တို့ကိုလည်းပေးလိုက်ရည်မဟုတ်လားဝင်းကြီးဘော်တို့တွေမကောက်ဘူးမဆေးကိုပဲပေးလိုက်ပါတော့လားဗျဘာဒူးသေးလို့လဲ တဆာကသူ့ကိုဖြောင်းဖြားနှိပ်သိမ့်သည်တို့ရရင်အချီးနှီးမြတာအစိုးရအဖွဲ့ကိုကလားရင်ချာမောင်ဒေတာတို့ပြောင်းရွှေ့မည်ဖြစ်ကြောင်းထိုမျိုးတွင်ပုံနှိပ်စာကောင်းကောင်းများရှိကြောင်းထိုမျိုးမှနေ၍သတင်းစာထုတ်လျင်ကြီးပွားမည်ဖြစ်ကြောင်းမိမိကလည်းငွေရပောက်တမှုကိုဖန်တီးပေးမည်ဖြစ်ကြောင်းပြတဆာကပြောသည်တော်လမ်းပါဗျာခမားအကူကြီးတောင်းနေတာမဟုတ်ပါဘူးခမားပြည်ရဲ့ပတ်စံဘာလို့မှလဲဓမ္မဝင်းကြီးတခင်တယောက်စီကြုံခံခြင်းခံပဲဗျဒါပေမဲ့အဲ့ဒီတခင်ရဲ့ကြုံရဲ့ကြုံတော့ထပ်အဖြစ်မခံဘူးဗျသိရလားငတ်သိပေးစေဗျာ မာစီကိုပြန်ပြီးတော့ခူးခွန်កောက်ပြီးတော့ရောင်းနေမယ်သိလားဂျူလီယော့သည်စိတ်ဆုဆုဖြင့်အကြာကြီးပြောနေသည်တော်တော်နဲ့မပြန်အတန်ကြာတော့မှဘော်ဒိုတွင်သူနှင့်သူ့မိန်းမတို့တဲခုံနေသည့်ဟိုတယ်သို့ပြန်လာခဲ့သည်တော်တော်နဲ့စိတ်မငြိမ်ဆော်ရာကိုတလုံးကုန်တောက်လိုက်တော့မှစိတ်ငြိမ်ကြသွားသည်အတန်ကြာမှအသက်ကိုအနိုင်နိုင်ရှူကတက်စာကတော့ကလဲမောင်ကိုရွှေအောင်မလို့တဲ့ကွာဒါပါနဲ့ဆိုရင်တို့အစိုးရဖွဲ့မြို့တော်ပြောင်းတာလေးခါရှိပြီနောက်တစ်ခါလဲပြောင်းအောင်ပါပစ္စမမြို့တော်ဘောငါတော့တော်တော်စိတ်ကုန်နေပြီဘယ်အိုးမှလည်းပြောင်းမနေကြတော့ဘူး ဂျာမန်တပြည်လုံးတိမ့်မိနေပြီပဲဟာရှောက်ပြောင်းနေလို့ဘာထူးအောင်မာလဲပါရီကိုပြန်နေတာကောင်းဆုံးပါပဲကွာပါရီပြန်ပြောင်းတာကိုအိုးကိုအင်ကလေးနဲ့ဥမကွာအိမ်မကွာနေနိုင်သေးတယ်ပါရီပြောင်းတော့ရှင်ကဘာလုပ်မာတယ်လဲဘာနဲ့သွားစားမာလဲရှင်ဘာလုပ်အောင်မာလဲကွာကိုလုံးနေကြလက်ကိုပဲလောက်အောင်မာပေါ့ဘွားတဲ့တဲ့ရင်စာကိုပြန်ထုတ်မယ်ကွာမင်းပြောပုံတိုင်းဆိုရင်ဂျာမန်တွေကတဲ့ရင်စာမဖတ်တော့တဲ့အတိုင်းပဲငါ့ကိုအနောက်ရှက်ပေးမယ်လို့လည်းမရှိတော့ပါဘူးတက်စာလည်းမပေးနိုင်တော့ဘူးခေါင်းတော်ထောင်းရဲမှာမဟုတ်ဘူးစစောရတယ်ပဲပါရိုက်ခံရလို့ပါကြီးကိုဖူးဖူးရောင်လို့ကောင်းတယ်ကောင်းတယ်ဂျင်းနဲ့တယ် ရက်နေငယ်ကြတွင်ပြင်သစ်အစိုးရအဖွဲ့ကလဲမောင်ကိုပြောင်းလိုက်သည်တက်ဆာကသူ့ရုံးစာများကိုကြီးမသည့်တက်တားကြီးလုံနေတွင်ထဲကတော့ကလောက်များကိုစစ်ဆေးသည်ပတင်းပေါက်သို့သွား၍အပြင်သို့လှမ်းမြော်ကြည့်လိုက်ပြီးနောက်ပြန်လာပြန်သည်ဂျာမန်တပ်များကလမ်းမတစ်လျှောက်တွင်ချီတက်သွားကြသည်စစ်ဗိုလ်ကလေးတစ်ယောက်ကလမ်းသွားလမ်းလာများကိုကြည့်၍ခက်မိတ်မိတ်ပြုံးပြသွားသည်တက်ဆာဒေါပွားနေသည်ဒီဂျာမန်တပ်တွေသည်ညနေလောက်ထိတောင်မှမဆောက်နိုင်ကြတော့ပြီလို့ညီတို့ဖြစ်စေယခုဖြစ်ပြက်နေပုံကမှတော်တော်ကမောက်ကမနိုင်လို့သည် ်မိမိဒီဟူသောအချုပ်အချာအာဏာပိုင်သည့်အစိုးရအဖွဲ့ကြီးတစ်ဖွဲ့ကလည်းဤမျိုးတွင်ရှိနေသေးသည်တစ်ဖက်တွင်ထိုမျိုးကိုလာရောက်သိမ်းပိုက်ထားသည့်နိုင်ငံခြားအစိုးရတစ်ခုလည်းရှိနေသေးသည်ဤဖြစ်ကမူဟန်မကြနိုင်ငံတကာကညီတို့ထင်ကြနေသည်မိမိကိုဂျာမန်တို့နှင့်စီးချထားလိုသည်နှင့်တဆသည်ပြတင်းမှဂရိဘာကလကာကိုဆွဲပိတ်လိုက်သည်တနအီခန့်အတွင်းတွင်မော်တော်ကားအဆင့်သစ်ဖြစ်မည်ဟုအတွင်းဝင်အားလာ၍အကြောင်းကြားသည်ဆက်ကလည်းစိတ်ချရလောက်ပြီခီးမထွက်မီတရေးလောက်ခဏလှဲလိုက်သည် ရွှေရောင်နေကြီးများသည်ခန်းစည်းများကြားမှစီးဝင်လာကနေရံမော်ရင်ကခုန်နေကြသည်သူ့ကိုပားရိုက်သွားသည့်အဖိုးကြီးတင်းမာခတ်ထန်သည့်အကြီးကိုရုတ်တရက်မြင်အောင်လာမိသည်မမိသည်ယခုတလောမြည်သူဖြစ်နေသည်စင်စစ်မိမိရင်လည်းဖခင်ခန်းစားချက်မျိုးရှိသည်ကိုသူတို့သိဖို့ကောင်းသည်ဒီနီစကောမြည်သူရောက်နေသည်လူဆန်းအောင်အတန်ကြာစဉ်းစားပြီးနောက်ခရံရာဇွဲဝန်ထံသို့ဖုံးဆက်လိုက်သည်ရာဇွဲဝန်ကြီးကိုတခုမြေတားရက်ခန့်ခြင်းနဲ့ဗျာကျုပ်ကိုဒီနေ့လူတစ်ယောက်ကစော်ကားတာတော့သိမှာပါဟုတ်တယ်မလား ကျဟုတ်ပါတယ်ဟုတ်ပါတယ်ဂျေစုတင်ပါဂျေစုတင်ပါကျုပ်ပြောချင်တာတတ်နိုင်ရင်ဗျာသူ့ကိုပြန်လှည့်လိုက်ပါလို့သူ့သားနှစ်ယောက်စစ်မြေပြင်မှာတေးခဲ့ရတယ်ဗျာခင်ဗျားလည်းသားရည်သမီးတွေရှိမှာပဲလေသားသမီးပျက်စီးဆုံးရှုံးရတယ်ဆိုတာတော့တော်တော်လေးစိတ်ထိခိုက်စရာကောင်းတာပဲယူမယ်ဆိုရင်လည်းယူလောက်တာပေါ့လေကျုပ်မှလည်းသားတစ်ယောက်နဲ့သမီးတစ်ယောက်ရှိတယ်ဟုတ်တယ်ဟုတ်တယ်သူတို့လည်းပျက်စီးတဆဆက်ရွေပဲမပြောနိုင်ငိုတန်ပါကြီးဖြင့်တစ်ဆွဆူကြီးဖြစ်နေသည်အတွင်းဝင်ရောက်လာပြီးမော်တော်ကားအဆင်သင့်ဖြစ်ပြီးဟူလာပြောသည်တဆသည်ပြန်၍အိမ်ရိဆယ်လိုက်သည် မိနစ်အနည်းငယ်ကြာသောအခါတွင်မူကျင်သစ်တည်သူလူတို့၏တရက်လုံး၏ယုံကြည်ကိုးစားမှုကိုခံရသူဟုကိုကိုကိုအထင်ရှိနေသည့်လူတစ်ယောက်သည်မော်တော်ကားပေါ်တွင်ထိုင်လျက်ပါသွားသည်ကိုမြင်လိုက်ရလေတော့သည်အခန်း90အစိုးရဖွဲ့ကိုကလဲမောင်းသို့ပြောင်းရွှေ့ခြင်းမှာအနီးတစ်ဝိုက်တွင်ရေပူစမ်းများပေါ်သောကြောင့်ဖြစ်သည်ဟိုတယ်ကောင်းကောင်းများရှိသည့်ရေခဲလျှော့စီးစခန်းများရှိသောကြောင့်လည်းဖြစ်သည်ဝင်ကြီးလာပေကကလဲမောင်းဟိုတယ်တွင်နေသည်အခြားဝင်ကြီးများကဘီချီမွန်ဒိုရီလာဗိုလီစသည့်ဟိုတယ်များတွင်နေကြသည်တဆာက ရိုင်းယက်ဟိုတယ်ကိုရေးလိုက်သည်တမရနိုင်ငံတော်ကြီး၏တမရကြီးအတွက်လည်းအခန်းများကိုကြွတင်ငှားရမ်းထားလိုက်သည်နမိတ်ကျော်မုတ်တိုက်ကြီးဖြစ်သည့်လာမကုစတီစီဗီနီမုတ်တိုက်ကြီးမှာဈေးဝယ်ရင်းနဲ့ပြေးနေတော်သည်ဇပွဲမှာအသဖြင့်အပြင်တွင်မုတ်တုမတက်ရက်ဆောင်နေရသူတွေကအပေါင်းပါရီမှာပြေးလာသည့်စစ်ပြေဒုက္ခတွေများသည့်ရိုင်းယက်ဟိုတယ်ကြီးမှာနမိတ်ကျော်ချောကလက်ကိုသတိမရကြပါရီမြို့သူမြို့သားအချင်းချင်းဤရင်လာဆောင်နေကြသဖြင့်ပျော်နေကြသည် သူများမကပါရီရှောင်းစလီဇေးလမ်းမကြီးမှာနမဲကျော်ပြော်ဝဲစာယုံနေကဖေးဆိုင်နေလာရောက်စုဝေးနေကြသဖြင့်လေကို့အတိုင်းဝိုင်းကို့ရက်ကို့ရွာလိုပြန်ရောက်နေသည်နဲ့ရှိသည်ရှောင်းစလီဇေးလမ်းမကြီးတစ်ခုလုံးရှိလာသလားဟုပြီးထင်ရတော့သည်မာရစ်နီပြော်ဝဲစာယုံကာတန်ပြော်ဝဲစာယုံနဲ့အရက်ဆိုင်လူဆန်းမကြကနသွားလိရှိသည်ဖိုးကွေပြော်ဝဲစာယုံစသည်လို့ဖြင့်အပူဒန်တော့ကာတန်ကြောင့်မောပန်လျက်ရှိရာကမဒန်မွန်တီနီသည်သူစစ်ပြေးခဲ့ရပုံကိုပြောပြနေသည်ကျမပါရီမကြခင်တစ်ပတ်လောက်တုန်းရနေမယ်ပါရီကိုပြန်ရောက်ခဲ့ရသေးတယ်ရှင့် အိမ်ကလူကပါရီမှာကြံရစ်ခဲ့ပြီးတော့နှလုံးရောဂါဖြစ်နေတယ်မဟုတ်လားသူ့ကိုခေါ်ပြီးအနိုင်နိုင်လွတ်အောင်ပြေးခဲ့ရတယ်ရှင်ရေလမ်းမှာကြောက်စရာကောင်းလိုက်တာတော့ပြောပါနဲ့တော့နိဗာနာရောက်တော့အိမ်ကကာတီလက်ကာကြီးကိုဒီတိုင်းထားပြစ်ခဲ့ရတယ်လေဗမာမှာတက်စီရှာလို့မရတော့ဘူးလမ်းမှာစစ်ပြေးကလေးကချေတွေကကျမတို့ဗီချီရောက်အောင်ပို့ပေးလိုက်တာလေမော်တော်ကားကတော့ပြတ်မှာမဟုတ်သေးဘူးကောင်းပါပါချားစပွဲတလုံးတွင်ခစ်စားနေသည့်ပြဿရေးဆရာတစ်ယောက်ကသူ့အခက်ခဲကိုညှိပြနေသည်ကျွန်တော်ဇက်ကို16ရက်နေကြမှာယုံတင်ရမှာဗျ ဒါပေမဲ့ဂျာမန်ကပါရီကိုဆက်ရက်နေကြတဲ့ဝင်သိမ်းလိုက်တော့အကြီးအကျယ်ဒုက္ခရောက်ကုန်တာပေါ့ဗျာ။အင်းဇက်ပွဲတွေဘယ်တော့မှပြန်ကားရမလဲမသိသေးပါဘူးဗျာ။ရှယ်ယာပွဲစားတစ်ယောက်ကနားရင်ငကြက်ကလေးတတ်ထားသည်နားလေသူသူ့အဖော်အားနယူးယောက်ရှယ်ယာဈေးကိုမသိဘဲနဲ့ဘာမှပုံတည်ပြောလို့မရဘူး။ကျွန်တော်ကတော့စွန့်ပြီးတော့မလုပ်ချင်ဘူး။တိုင်းပြည်ကိုငငိမ့်သက်သက်ဖြစ်သွားရင်ရှယ်ယာဈေးတွေပြန်ကောင်းလာမှာပဲ။ဆိုပြီးအော်၍ပြောနေသည်။တဆာသည်သူ့ထံရောက်လာသည့်တဲ့များတိုင်ကြားချက်များထင်မြင်ချက်များကိုနားထောင်ပြီးနောက်ဝမ်းပန်းတဲ့နေဖြင့်ပြုံးလိုက်သည်။ တို့သည်ကိုဘာဖြစ်ဖြစ်ဖြစ်နေသည်ကိုသိကြပုံမရ။လာမည့်တစ်ပတ်သို့မဟုတ်တစ်လလောက်ကြာလျင်အခြေအနေအားလုံးပုံမှန်ပြန်ဖြစ်သွားလိမ့်မည်ဟုမျှော်လင့်နေကြသည်။ဒါသာသည်ဤနေရာသို့ဘာကြောင့်ရောက်လာခဲ့ရသည်။ဒါသာသည်လူသွားလာများသည့်ရေပန်းစားသောနေရာများသို့သွားလေသွားထားမရှိ။ချောကလက်ထက်အရက်ကိုကြိုက်သူဖြစ်သည်။စိတ်တော်ကရောက်နေသည့်အမျိုးသမီးများ၏ညဉ့်ညူတန်ဖုန်လေးလေးကပ်နေသည့်လွယ်အိမ်များလွယ်ထားသည့်စစ်ပြေးအမျိုးသားကြီးများ၏ညဉ့်ညူတန်များပီကင်းခွေးပူများနှင့်ကစားစရာတယ်ရီယာခွေးယုံများ၏ဟောင်တန်များတပ်ပြင်းချတန်များ ျွန်တော်တရေတတကြီးမျိုးလင်းဘူတာမှာပြောင်းနေတယ်ဆိုတဲ့အတန်းကြွားဝါတန်းအခန်းတကန်းလိုချင်ပေါ်တာကိုငွေ3000လောက်ပေးလိုက်ရတယ်ဗျကျွန်တော်တို့တော့ရလာတာပဲစသည်အထက်တန်းလွှာတော်ကြီးအတန်းများတို့နောက်လိုက်များကြီးအတန်းများကိုတက်စာမုန်းလာပြီတို့ရရင်စိတ်ပြေလက်ပြောက်ဖြစ်ချင်သည်ဒါကြောင့်မုတ်တိုက်သေးကိုတက်စာဝင်သွားသည်ကိုမြင်တော့ခါတွင်တက်စာသည်မော်တော်ကားပေါ်မှာဆင်းလာခဲ့သည်စကားပြောတဲ့များကိုနားထောင်ရင်မွန့်ချက်နေသည်ဟုထင်မိသည်ယုံညံ့မှုမှန်သည်များညှထင်းမှုမှန်သည်များသည်ဒီနေရာသို့ရောက်နေကြပြန်ပြီသူမျက်စိထဲတွင်တွေးတွေကိုမြင်အောင်စဲ ဒီယိုစစ်ပြေးလာခဲ့တော့ကလမ်းကြောင်းပြားဟုခေါ်ကြသည်ပါရီနှင့်နီးစ်တို့သွားသည့်လမ်းမကြီးအတိုင်းလာခဲ့ခြင်းဖြစ်သည်တခါတော့ကလမ်းမကြီးတစ်လျှောက်တွင်ကားမောင်းခဲ့သူများမှရုပ်ပြံပြောင်လူချမ်းသာတွေပေါင်းမီတိုတိုဝယ်ထားသည့်အမျိုးသမီးတွေပကာတနခုံမင်းသူတွေပြင်သစ်ကြီးတောင်ပိုင်းသို့မဟုတ်အနီထောင်ဝိုင်းအောင်ချစ်သူတွေဖြစ်ကြသည်ယခုဒီလမ်းမကြီးတွင်စစ်ပြေးဒုက္ခတွေပြည်နေလေပြီဂျာမန်လေယာဉ်များသည်သူတို့ကောင်းပေါ်မှာနိမ့်နိမ့်ကလေးပြတ်၍ပြန်တန်းသွားကြသည်လေယာဉ်မောင်းသမန်များကပြုံးကရီကနောက်ကပြောင်းကဖြင့်ဘုံများကိုကျဲချသွားကြသည် အစုလိုက်မြုံနံသားသည့်တင်းကျိုင်းပုံများကိုလမ်းတစ်လျှောက်တွင်တက်စာတွေ့ကြရသည်။အိုးမဲ့အိမ်မဲ့ထောင်ပေါင်းများစွာကိုမြင်ခဲ့ရသည်။ပါရီတွင်ဆွဲနေသည့်ဘတ်စကားများသည်တောတွင်လူနေအိမ်တွေဖြစ်သူရောက်ကုန်သည်။ကားရဲတွင်နေရသူတို့မှာကန်ကောင်းသူများဖြစ်သည်ဟုယူဆကြသည်။ငတ်ပြတ်နေသည့်စသားများကလေခွင်းရတဲ့တွင်မုံလာဥ၊ကစုံဥစတာတွေကိုလိုက်ရှာနေကြသည်။မိမများကစိတ်ပေါက်ပြန်သွားသူများနဲ့အော်ဟစ်နေကြသည်။ကြောက်သွားသည့်ကလေးများကိုလိုက်ရှာနေကြခြင်းဖြစ်သည်။ရခင်ကမြို့များနေရာတွင်အပြက်အစီးတွေပုံလျက် နုညံ့မခံရသည့်နမများကအော်လျက်မိလောင်သည့်အနက်လူသေးကောင်အပုတ်နံတို့ကထောင်းထောင်းထနေကြသည်လမ်းကြောင်းပြကိုစဉ်းစားရင်တက်စားသည်မျက်လုံးများကိုမှိတ်ထားလိုက်သည်တက်စား၏ရည်တံကိုကြားလိုက်သည်ဖြင့်မျက်လုံးများကိုဖွင့်လိုက်သည်အော်ခမားလေးဒီရောက်လာတကောတက်စားပြောသည်တက်စားတတော်ကဘာကြီးကကျဉ်းကျဉ်းကလေးပဲဒီနေရာမှာလာတွေ့လိမ့်မယ်လို့နည်းနည်းလေးမှမမျှော်လင့်မိဘူးတက်စားကဒီတို့မြပြန်မပြောခမားကြည့်ရတာနေကောင်းမှမရအောင်နော်အဲ့ဒါမကောင်းဘူးမြကျမကြီးလေးပါလေတော့ဂိစားရော ကျွန်တော်တူဦးတဲ့ထင်ပြောရမယ်ဆိုရင်တော့အခြေအနေကတော်တော်ဆိုးအောင်ပဲထင်တယ်ခို့တော့ဒီလောက်မဆိုသေးဘူးဗျကျွန်တော်တို့လူတွေကြောင့်ကြားပြီလားမင်တယ်လို့လူတိုက်လေသူတို့ကအစိုးရအဖွဲ့ကိုအာဖရိကတိုက်ထီအောင်ရွှေ့တင်တာကျွန်တော်တို့ကသဘောမတူလို့ဘယ်နဲ့ဗျာဒီလိုအချိန်မျိုးမှာအစိုးရအနေနဲ့တိုင်းပြည်ကိုပြစ်ပြီးတော့ထွက်ပြေးလို့ဘယ်ဖြစ်မလဲဗျတမျိုးသားလုံးစီစီလုံးလုံးရှိရမယ်ချိန်မဟုတ်ဘူးလားမကြခင်ဆိုရင်တော့ကောင်းသွားမှာပါဂျမန်တက်တရားလည်းဒဏ္ဍာဘက်ကိုဥလှည့်သွားမှာပါအလုံးစုံဒုက္ခခံရရင်နှစ်လသုံးလပါဗျာဒီကစားပွဲမှာကျွန်တော်တို့မပါဘူးလေကျွန်တော်တို့ကဘေးပေါက်သမား ေးဗျာဒီလိုဖြစ်ရတာကံကောင်းနေလို့ပဲပြောရမှာပေါ့ဒါနဲ့နေစမ်းမအောင်ခင်ဗျားရောဘာလုပ်မလဲလို့စိတ်ကူထားလဲကျွန်တော်တို့ကိုကြီးနိုင်တော့ကောင်းတာပေါ့ဗျာခုကျွန်တော်တို့တိုင်းပြည်ရဲ့စီးပွားရေးကိုပြန်လည်တည်ဆောက်ရမှာမဟုတ်လားဘာကြီးနေရလဲဗျာကျွန်တော်ကအတီပြောနေတာတက်စာကြီးအပြုံးသည်မှိန်သွားသည်အင်းခင်ဗျားဖို့မသိတာပဲကောင်းပါလေလေချောကလက်ဖြော်ရည်ကလေးကိုသာတောက်နေပါဘာမှမစဉ်းစားမနေပါနဲ့ခင်ဗျားကတော့အင်းကြဘိုးလိုပဲပေါ့စိတ်မရှိပါနဲ့ကျွန်တော်ပြောတာခင်ဗျားဟာစိန်ကြကြနေနိုင်တယ်ကြဘိုး ခင်ဗျားနေတဲ့အိမ်ကြီးကတကယ်အိမ်ကြီးအိမ်ကောင်ခုအိမ်ကြီးကတော့မိလောင်သွားပြီလေဒါပေမဲ့အိမ်ထဲမှာနေတဲ့ဂျဘိုးကမိမလောင်ပဲနဲ့ကြံနေရက်ခဲတယ်ဒီပြန်တော့ဘာမှမကြံရက်တော့ဘူးခင်ဗျားတို့ကျွန်တော်စိတ်မကောင်းပါဘူးတကယ်ပါဘာဖြစ်လို့စိတ်မကောင်းရတာလဲဗျခင်ဗျားတို့ပဲစိတ်မကောင်းဖြစ်ပါဒီပြန်တို့ဖြစ်เสียမှာမလို့ပါဘူးတက်စားပြန်ရေးអော်လိုက်ပြီခင်ဗျားကျွန်တော်တနာစီရလည်းမလို့ဘူးကျွန်တော်ကဖိုးချက်လို့မဟုတ်ဘူးဗျကျွန်တော်ကခင်နဲ့လိုက်ရောညီထွေဖြစ်အောင်နေတတ်တယ်ခင်မိအောင်တွေးတတ်တယ်ခင်ဗျားတို့ကအတိတ်ကိုပြန်လွှမ်းနေကြတာကျွန်တော်တို့ကတော့မလွှမ်းဘူး ပြင်သစ်တအူးတို့ liberal wada တို့အမေရိကတို့ကိုသာလွမ်းနေခဲ့ကြကျွန်တော်တို့ကတော့တိုင်းပြည်ကိုတန်ရှင်းအောင်လုပ်ရမှာပဲခုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုကျွန်တော်ကိုယ်တိုင်ဆွဲနေတယ်ဟစ်တလာစီမှာကောင်းတဲ့အချက်တွေရှိရင်အဲ့ဒီကောင်းတဲ့အချက်တွေကိုယူရမှာပဲလူတန်းသားအားလုံးညီညွတ်စွာပူးပေါင်းရေးတို့အာဏာရှင်စနစ်တို့စီကံတည်ဝဲမှုတို့ဆိုတာတွေကိုကျွန်တော်တို့ယူမယ်အတုခိုးမယ်ပြီးတော့ကျွန်တော်တို့ပြင်သစ်အမျိုးသားအစဉ်လာတွေနဲ့ပေါင်းမရမယ်မိသားစုကိုအလေးပေးတဲ့ပြင်သစ်လူမျိုးရဲ့ထုံးတမ်းစင်လာနဲ့ပေါင်းမရမယ်ပြင်သစ်လူမျိုးရဲ့ညံ့အမျိုးမြင်တရားနဲ့ပေါင်းမရမယ်ပြီးတော့ဓာတ်စာသည် သူ့စကားများကိုဆက်လက်နားထောင်လို့ချင်းမပြူတော့တနာစရာကောင်းလိုက်သည့်ကြဘိုးကြီးဟုစိတ်ထဲမှာရေရွတ်နေမိသည်တက်စာသည်ထွက်သွားသည်တက်စာသည်မုတ်တိုက်ထဲတွင်ထိုင်ကျနေရိတ်ခဲ့သည်အနာအလူများ၏စကားများကိုလည်းနားမထောင်ချင်တော့သူတို့ကိုလည်းမကြည့်တော့နောက်ဆုံးတွင်ထိုင်ရမထကဒီဒီအိုင်ဖြင့်တကားစီသို့လျှောက်လာခဲ့သည်အလိုတက်စာတို့တော်ဒီမှာရောက်နေပါလားလို့ဆိုရင်အချိန်နေတိတ်မဆိုးသေးဘူးပေါ့ဗျဆိုရဲပြောတဲ့အောင်ကြားလိုက်ရသည်တက်စာကလှည့်၍ပြန်မကြည့်မကြားခြင်းလည်းဖြစ်ကောင်းဖြစ်မည် ။မောင်နေသည့်နှင်းမြူတွေကိုခြုံထားသောပါရီမျိုးကြီးကိုမျက်စိတွေမြင်ရောင်သည်။တွန်းလှဲတွေကိုတွန်းလာသည့်စစ်ပြေးဒုက္ခတွေတွေအပြက်စီးပုံတွေကိုမြင်ရောင်သည်။သူငငယ်တော့မှမြင်ရသည့်ပြင်သစ်မြူကြီး၊ငါးမြထွက်သူတွေ၊တရုတ်ဆက်ကူမီးပုံတွေ၊ကဖေးဆိုင်တွေနဲ့ဒီပြင်သစ်ပြည်ကြီးကိုသူကာကွယ်ခြင်းသည်၊ကဲ့တင်ခြင်းသည်။တခါကပါရီသည်တိတ်ဆိတ်သည့်လမ်းကြားကလေးတစ်လျှောက်တွင်ပီယာနှင့်အတူလမ်းလျှောက်လာခဲ့ကြရင်းမီးအောင်လေးဖြာနေသည့်အိမ်ပင်းများကိုလက်ညှိုးထိုးပြခဲ့မှုသည်ထိုအိမ်များကလူတွေစစ်ပြုတ်တော့ရာသင်ငန်းစာများကိုလေ့ကျင့်ရာ အင်ကြီးအပေါက်ပြဲများကိုချုပ်ရာချစ်တင်းနှီးနှောရာလမ်းရှုပ်ရာယခုဘာတစ်ခုမှမရှိတော့အမှောင်နေမယ်မယ်ပတင်းပေါက်ကြီးများကမျက်လုံးကျွကျသွားသည်မျက်အိမ်ဟောင်းလောင်းတဲ့ဖွယ်နေရများကဘုံထံရာကြီးတွေနဲ့ဒီလာကုံကော့ရက်ွက်တွင်ဂျာမန်စစ်သားတွေကြီးတခါကသူ့တက်ကိန်းနေသူအပျော်ကြီးပျော်ခဲ့သည်အရာများစွာကိုကဲတင်ထိမ့်သိမ့်လိုခဲ့သည်ဂျပိုးများယာပေါင်းများစွာသောဂျပိုးများကိုသူအစာကျွေးခဲ့သည်ပြင်သစ်လူမျိုးတို့၏ချစ်စရာဘုံဆိုင်ကုတ်ကုတ်ကလေးများကိုချစ်ခဲ့သည်တန်းပေါင်းများစွာသောဘန္နာအရင်းနှီးတို့ကိုသူခုံမင်ခဲ့သည် ယခုထိုအရာများသည်အတုရောင်မျှတာဂျဲနတ်သည်လည်းသူ့လိုမြင်၍စိတ်တော့ကရောက်ခဲ့ရသည်ဟုတ်သည်သူ့ဘွားတစ်လျှောက်လုံးသူချစ်ခင်တွေ့တာသူဆို၍တယောက်များမရှိကြောင်းတော့မထင်မရှားစိတ်ကောင်းသဘောကောင်းသည့်မိန်းကလေးတစ်ယောက်ကိုသာချစ်ခဲ့မှုသည်ယခုချိန်တွင်ဂျဲနတ်တစ်ယောက်ဘယ်များရောက်၍ဘာရီများလုံနေကြည်နီတညတာတဲခိုစရာရိတ်မြုံကလေးတနေရာရဖို့အရေးဒီနီးတဝိုက်တွင် မောတကောလိုက်ရှာနေရပြီလောသို့မဟုတ်လမ်းတွင်တေးကြံရစ်ခဲ့ပြီလောသို့မဟုတ်ပါရီမျိုးကအိမ်တိုင်ပဒင်းဝါတွင်ရက်ကာ ငေးမျောကြံ့ရစ်ခဲ့ပြီလောစိမ့်ကြိုင်အောင်စစ်ဝတ်စုံဝတ်ထားသည့်ဂျာမန်စစ်သားများကလမ်းမတစ်လျှောက်တွင်ချီတက်နေကြသည်သူတို့ကြားတဲ့တွင်ဂျဲနက်ကိုတွား၍မကဲနိုင်မိမိကြောင့်လူတွေဒုက္ခရောက်ခဲ့ကြပြီဟိုတယ်များဆိုင်များမော်တော်ကားများသည်နောက်တွင်ကြံ့ရစ်ခဲ့ကြသည်မော်တော်ကားမောင်းလာရင်လက်ဆက်တန်းရှင်းသည့်မြေသိမ်းနှံကိုရသည်လူဘဝအရှုပ်ထွေးများကိုကြည့်ကြရသဖြင့်ပင်ပန်းလာသည့်သူမျက်လုံးများသည်စိမ့်မြနေသည့်မျက်ပင်များကြောင့်လန်းဆန်းလာသည်ကားကိုမောင်းလာတော့လေဘယ်ရောက်၍ဘယ်ပေါက်မှမသိ ်စိတ်ကူးမရှိပဲညာဘက်ချိုးလိုက်သည်လမ်းအားတောင်ကုန်းကလေးပေါ်သို့တက်သွားသည်မြင်းမြတာယာလိုက်ပါပြီတနည်းကားကိုရက်ရွေအောက်သို့ဆင်းသည်လူသူကင်းရှင်းလျက် လာပေါင်းများစွာအတွင်ပထမဆုံးအချိန်လူရှင်းရာသို့ရောက်ချင်းဖြစ်သည်မြက်ခင်းများစကြက်များအဝါရောင်ပန်းနုရောင်နှင့်မယန်းရောင်တောပန်းများကိုအမျက်တနှိုးဖြင့်လှမ်းကြည့်နေမိသည်ဟိုတစ်ဖက်ကပန်းများမှာနဂါးဆက်ပန်းနဲ့နမယရည်စရာအဝေးတွင်မှိုင်းပြနေသည့်တောင်တန်းကြီးတွေတောင်ထိပ်ပေါ်ကတိမ်လိပ်များကသိုးအုပ်တွေနဲ့လေရလက်ဆက်တန်ရှင်းသဖြင့်တက်စားသည့် လေကိုတဝါကြီးရှူရှိုက်လိုက်သည်ယခုတလောတွင်အသက်ရှူရသည်မှာအာမရကြက်တလို့ခန်းစားမိသည်ယခုဒီနေရာရောက်သည့်ခါတွင်သူ့နှလုံးကပြင်းစွာခုန်လျက်ခေါင်းကတစစ်စစ်ကိုက်နေသည်နားရည်ကလည်းဥနေသည်တခါတော့ကသူ့မိတ်ဆွေတယောက်ဖြစ်သည့်ဘာနာတီအကြောင်းကိုအမှတ်ရသည်ဘာနာကခွဲစိတ်ဆရာဝန်ကြီးတယောက်သူ့ကိုလူတိုင်းသိကြသည်တနေ့တွင်မူဘာနာသည်သူ့ကိုယ်သူတနတ်ဖြင့်ပြစ်တတ်၍အဆုံးစီရင်သွားသည်ဟုကြားရသည်ဘာနာမျက်နှာကတရားဟောဆရာကြီးမျက်နှာလိုခက်တင်းနေခတ်မုံမုံတို့ရရင်ဘာနာသည် လူဘွားကိုခုံမင်းသည်ဥယျံဆိုင်သည်သူ့သမီးလေးနှင့်အတူဖျားရှိခိုးကြောင်းတက်သည်တို့ရရင်ယခုဘာနာသည်သူ့ကိုယ်သူပြက်တတ်သေးသွားပြီသူ့အိမ်ရှိရင်ဂျာမန်စစ်သားတို့ဖြစ်သွားသည်ကိုမြင်သည့်အခါတွင်ဘာနာသည်စိတ်ထိတ်ကြိုက်သွားကတကောင်းနေကိုမကြည့်ချင်းသူတို့ကိုကြည့်ရတာထက်တေတာကောင်းသေးသည်ဟုခတ်တတော်ရေးသွားသည်တခါတော့မှာဆိုလျင်တေရမြီကိုဓာတ်စာအလွန်ကြောက်သည်တေချင်းတရားဆိုသည်မှာကြောက်เสียဘာမှန်းလည်းမသိယခုမူဘာနာလို့တေသွားသည်ကကောင်းမည်ဟုဓာတ်စာတွေးသည်တေချင်းတရားဆိုသည်မှာအဆန်းမဟုတ် ်ရှင်ချင်းနှင့်ဆက်ဆက်နေသည့်ကိစ္စတစ်ခုမျှသာဟုဓတ်စာသဘောပေါက်လာသည်။သေချင်းတရားသည်ဘဝ၏အစိတ်ပိုင်းတစ်ခုသာဖြစ်သည်ဟုရုတ်တရက်သဘောပေါက်သွားသည်။သို့တွေးမိသည်နှင့်သင်မြီကိုဓတ်စာမကြောက်တော့။မြတ်တော်ကိုဖြတ်လျှောက်ပြီးတစ်ပင်တစ်ပင်အောက်သို့လာခဲ့သည်။သူလမ်းလျှောက်ပုံအားရည်စရာတော်ပန်းကလေးတွေကိုနင်းမိနေသောသဖြင့်သတိကြီးစွာဖြင့်လျှောက်လာသည်။တစ်ပင်ကြီးကိုမြင်သည့်အခါတွင်ဖလူရီရွာကလေးနှင့်ဂျဲနက်ကိုအမှတ်ရသည်။ဓတ်စာသည်ကြပြားကလေးနှစ်ပုဒ်ကိုခတ်တတို့ရွတ်သည်။မဲနတ်လှစွာကိုဘဝသည်မရဏထံအပြန်ခီး မြင်ကွင်းဟာထူးထူးဆန်းဆန်းအသက်ကြီးကြီးဘဝဖန်ပိုင်လူတယောက်ခြေလန်းကမခိုင်တခိုင်အပေါ်အင်းကြီးရှေကြီးကိုဝစ်လျက်ညတော်တဲ့တွင်ရှောင်နေသည်ကောက်နှံတွေရဲ့အချစ်ရဲ့အေးဒံရဲ့ဟုရွတ်လျက်သူ့ကိုမြည်သူမှမမြင်တောင်ရိုးပေါ်တွင်မူတိုးကြောင်သားများကမိဖို့နေကြသည်ရေရိုတန်မကြရစစ်ပြေဒုက္ခတဲ့များကိုမမြင်ရသူတို့သည်အတိတ်ဤချမ်းမြေနေသက်မှုတွေတွင်ရောက်နေကြသည် နေလုံးကတောင်နှမ်းနောက်သို့လျှော့ကျသွားသည်နှင်းမြူပပသည်တိမ်မင်းလိုသူ့အနာသို့ရောက်လာသည် ဒါစာကဘူးမတိပါမတိရှင်ပြုံးလိုက်ရင်အင်ကြီးထဲမှာ၆လုံးပြူကိုဆွဲထုတ်လိုက်သည်ပူပြင်းသည့်နေ့တနေ့တွင်ရေငတ်နေသူတယောက်အရက်ပလင်းနှကန်းကိုပါဇက်တွင်တိတ်လိုက်သလိုပြောင်းဝါကိုပါဇက်သို့ထိလိုက်သည်တနတ်တန်သည်ပဲ့တင်ထက်၍ပြန်လာတော့သည်တောင်ရိုးပေါ်တွင်မိဖို့နေသည့်တိုးချောင်းသားကလေးတစ်တိုက်သည်လန့်၍ထရက်လိုက်ကြသည်စိုးရုပ်သည့်စစ်ပွဲကြီးသည်သူတို့အနီးသို့တိုင်အောင်ရောက်လာလေပြီလို့ဟူသောအထင်ချင်း ဟုတ်ကဲ့ပါအခုလိုအဆုံးထိလိုက်ပါနားဆင်ပေးကြတဲ့ click ကပေါင်းနဲ့တော်လိမ့်မည်သူပေါင်းတူးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ။ Okay နောက်ပိုင်းမှာပြန်ဆုံကြမယ်နော်။